အားလုံးပဲမင်္ဂလာပါချင်းရီဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကနေ့2025ခုနှစ်မေလ15ရက်နေ့အတွက်ခေါင်းနုံတုံချင်းရီဒီယိုရဲ့နေ့စဉ်အတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစ်ကျွန်မကတော့ဆက်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ City of Tunsan ကစစ်တင်တန်းခေါ်ယူတဲ့အတွက်လူငယ်အများအပြားတင်းရှောင်နေတဲ့သတင်းမီဇိုရမ်မှာမိုးရိပ်ရန်ကားတဲ့မြန်မာနိုင်ငံသားခုနှစ်ဦးကို CNF ထံလွှဲပြောင်းအနှံနဲ့သတင်းနဲ့ တန်းစာမြို့တည်သွုံးရွာသူရွာသားတွေ၎င်းတို့ရက်ရွာမှာပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီလို့ဆိုတဲ့သတင်းအစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တွန်းစာမြို့နယ်မှာ CDF တွန်းစာကစစ်တင်တန်းတက်ရောက်ဖို့အင်တန်ရရောက်အတင်းအဓမ္မခေါ်ယူနေတဲ့အတွက်စစ်တင်တန်းမတက်လို့တဲ့လူငယ်အများအပြားဟာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါဗျာ။ ်တွန်းစာမြို့နယ်မှာ CDF တွန်းစာနဲ့စစ်တားတွေတို့အကြားမကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အသက်18နှစ်အထက်အမျိုးသားတွေကိုမပြစ်မနေတအိမ်တယောက်နှုံနဲ့အခြေခံစစ်တင်တန်းတယောက်ခိုင်းခြင်းဖြစ်တယ်လို့တွန်းစာမြို့ဒေသခံတဦးကပြောပါတယ် CDF တွန်းစာကတွန်းစာမြို့ပေါ်နဲ့အနီးခရွာတွေမှာပေါ့သူတို့ထိန်းချုပ်တဲ့ဒေသက သူတို့တက်တဲ့နယ်ထင်းတဲ့လူငယ်တွေကိုတင်တန်းတက်ဖို့အတင်းခေါ်ရနေတယ်။သူတို့အိမ်အထီသွားပြီးတော့ခေါ်နေတာပါ။သူတို့ပြောတာတော့၁၈နှစ်ပြီပြီးသားလူတွေလို့ပြောတယ်။ဒါပေမဲ့ပြီပြီးသားလူတွေရှိတယ်လို့မပြည့်သေးတဲ့လူတွေလည်းပါတယ်။အခုထိတော့အမျိုးသားတွေကိုပဲခေါ်တာပါ။အမျိုးသမီးတွေမပါပါဘူး။ လက်ရှိသူတို့ကလက်နဲ့ကင်ဆိုတော့ပြည်သူတွေကဘာမှတော့မပြောကြပေမဲ့လူငယ်အများစုကတော့သူတို့နဲ့ဝဲရကိုတင်းဆောင်နေကြတယ်။ပုံမှန်ခေါ်တာကတော့အပြေလာမှာပါ။အခုလိုအတင်းခေါ်တာကတော့ပြီးခဲ့တဲ့တပတ်ကစပြီးတော့ခေါ်တာပါလို့၎င်းကပြောပါရီ။ City of Dunsan ကပြီးခဲ့တဲ့အပြည့်လောက်မှာအခြေခံစစ်တင်တန်းအပတ်စဉ်တစ်ကိုခေါ်ယူကလူငယ်အယောက်100ခန့်တက်ရောက်ခဲ့ပြီးတော့အခုအခါအပတ်စဉ်နှစ်အတွက်ပြန်လဲခေါ်ယူနေခြင်းဖြစ်တယ်လို့လည်းသိရပါဗျ လူငယ်တွေဟာသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့သူတို့လက်နဲ့ကင်ဖို့ဝင်လာတာကတော့ကောင်းပါတယ်။ဒါပေမဲ့အခုလိုအချင်းအတမစစ်သားစုဆောင်နေတာကြတော့စကားစားရဲ့လမ်းစဉ်အတိုင်းလိုက်ပြီးတော့ချင့်သုံးနေသလိုဖြစ်နေတော့ရှစ်ဆက်ပြီးသူတွေအတွက်စိုးရိမ်စရာ ဖြစ်နေပါတယ်လို့တွန်းစာမြို့ဒေသခံကပြောပါတယ်။တွန်းစာမြို့နယ်ကိုစစ်တပ်ရဲတပ်ဖွဲ့ကမကြာခဏဝင်ရောက်တိုက်ခိုက်လာတဲ့အပြင် ဈေးရွာတွေမှာလည်းမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်လာတာကြောင့်ရက်ရွာလုံးစုံရဲ့အတွက်အခြေခံစစ်တင်တန်းတက်ရောက်ဖို့ခေါ်ယိုနေခြင်းဖြစ်တယ်လို့ CDF သွန်းဆောင် COC ချုပ်ကစစ်မီဒီယာတချို့တွေထားမှပြောဆိုထားပါရီ။ အခြေခံစစ်တင်တန်းပြီးမြောက်သူလူလွတ်တွေအနေနဲ့ CDF တန်ဆောင်နဲ့ချင်းနှန်းကောင်စီတပ်ဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်နိုင်ကြောင်းအိမ်ထောင်တွေအနေနဲ့ရက်ရွာပြည်သူလုံခြုံရေးကို တာဝန်ယူဖို့အစီအစဉ်ထားကြောင်းလဲ CDF တန်ဆောင် COC ချုပ်ကပြောဆိုထားပါတယ်ရှင်။နောက်တဲ့ရင်တပိုးကတော့ ိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ချမ်ဖိုင်းမြို့မှာအရက်တောက်ကမိုးရိပ်ရန်ကားတဲ့မြန်မာနိုင်ငံသား9ဦးကိုမီဇိုလူငယ်အသင်းဝရမဲကဖမ်းဆီးပြီးချင်းအမျိုးသားတပ်ဦး CNF CNN တပ်ဖွဲ့ထံလွှဲပြောင်းအနှံခဲ့တယ်လို့သိရပါတယ်။ချမ်ဖိုင်းမြို့ဒင်းထာရှက်ကွတ်မှာဆစ်ရှောက်အဖြစ်နေထိုင်တဲ့ ပွိုင်းနေဆုမခေါ်လမ်းနေချုံငါဟာမိမိကိုကိုတော်လှန်ရေးတပ်သားဖြစ်တယ်လို့ဆိုကတားကင်ဆောင်ပြီးလမ်းမပေါ်ရှမ်းကားနေတဲ့အတွက်ဒင်းထော်ရက်ကွက်ဝိုင်းအမေကဖမ်းဆီးခဲ့တယ်လို့မီဇိုရမ်ဒေသရင်းသတင်းဌာနတစ်ခုမှဖော်ပြထားပါတယ်လမ်းနေချုံငါဟာအရင်ကဆဝဆုံတွေဝစင်လေးရှိပြီးတော့ဝိုင်းအမေကဖမ်းဆီးပြီးတဲ့နောက်ရဲတပ်ဖွဲ့လက်ထဲကိုအနှံကရဲတပ်ဖွဲ့ကရီခရာမြို့မှာရှိတဲ့ချင်းမျိုးသားတအို CNF တပ်ဖွဲ့ထံလွှဲပြောင်းအနှံခဲ့တယ်လို့သတင်းစာကဆိုပါတယ် အလားတူ new jumpai ရက်ွက်တနေရာမှာလဲအရက်တောက်နေကြတဲ့စစ်ရှောင်းလို့ယူစားရတဲ့မြန်မာနိုင်ငံသား6ဦး Valerian Chana, Boyliana, Siang Chung, KD Liana, Van Boy နဲ့ Van Boy Thang တို့ကိုလည်း WMA ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ချင်းအမျိုးသားတက်ဦး CNF ထံလွှဲပြောင်းအနှံခဲ့တယ်လို့ Mizoram သတင်းစာမှာဖော်ပြပါရယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ချင်းအမျိုးသားတက်ဦး CNF ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကလည်း အဆိုပါဖြစ်စဉ်ဟာမှန်ကန်တဲ့အကြောင်းစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးအရေးယူဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်သွားမယ်အကြောင်းကိုပြောဆိုထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေရစွန့်ခွာစပီးတိန်ဆောင်ခိုင်းထားတဲ့တွန်းဆောင်မြို့အနီးသွေးသွန်းရွာသူရွာသားတွေကို၎င်းတို့ရက်ရွာမှာပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီးဖြစ်တဲ့အကြောင်းတွန်းဆောင်မြို့နယ်ကောင်စီဥက္ကဋ္ဌဘူထုံဆွမ်းမှုကပြောပါရယ် မြစုံမီတော်လှန်ရေးတပ်စစ် RAEC ကတွန်းဆောင်မြို့ကိုထပ်မံလာရောက်တိုက်ခိုက်မယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မေလ၈ရက်နေ့နောက်ဆုံးထားကတွေ့သွမ်းရသူရသားတွေစပေးတိန်ရှောင်ပေးဖို့ CDF တွန်းဆောင်ကနေအမိန့်ထုတ်မှုနဲ့ပတ်သက်ပြီးတွန်းဆောင်ကောင်စီဥက္ကဋ္ဌကပြောဆိုခြင်းဖြစ်ပါတယ်။ဒီနေ့ညကဆိုရင်တွေ့သွမ်းရအောက်ဖက်မှာစရာရဲကအဲ့ဒီနာတဝဲရောက်လာပြီလို့ကြားတယ်။အစရာတွေကချောင်းမြောင်ပြစ်ပြီးသုံးဆောင်မြို့ကိုလာတိုင်းနေတဲ့ရွေးသူတို့အတက်ခေခဲအောင်မဲထင်တယ် ဒါပေမဲ့ဒီမှာစစ်ကြောင်းမှုနဲ့တိုင်ပင်ပြီးတော့ပြည်သူတွေပြန်လည်နေထိုင်ခြင်းရင်နေထိုင်ခွင့်ပေးလိုက်ရအောင်ဆိုပြီးစီစဉ်ထားတာရှိတယ်။ကျွန်တော်ကတော့ခင်များတို့ဇက်တာတွေလာတာနဲ့ချက်ချင်းအကြောင်းကြားချက်ချင်းစပေးရှောင်ပေးကြဇက်တာတွေမလာခင်လေးမှာပြန်နေပေးကြပါလို့ကျွန်တော်ကိုယ်တိုင်သူသွင်းကြသားတွေကိုပြောထားတာရှိတယ်လို့တွန်းစာမျိုးနဲ့ကောင်းစီဥက္ကဋ္ဌပူထောင်စွမ်းမွန်ကပြောပါတယ်။ အင်ချေ60ကျော်ရှိတဲ့တည်သွုံးရွာမှာဒေသခံရွာသူရွာသားတွေဟာတွန်းဆမြို့ပေါ်နဲ့အနီးအနားရှိခြေရွာကနေအတိမိတ်ဆွေတွေရဲ့အိမ်မှာစပေးတင်းချောင်းနေကြရတယ်လို့သိရပါတယ်။လက်တလုံးမှာလဲစုံမီတော်လိုင်းရဲ့ဒက်စရာရဲ့ EC ဟာတွန်းဆမြို့ကိုသိမ်းပိုက်နိုင်ရေးရေမှန်ချက်နဲ့ထမှန်တိုက်ခိုက်ဖို့ပြန်လည်ဝင်ရောက်လာပြီလို့တည်င်းတွေရရှိထားကြောင်းတိုက်ပွဲတွေအချိန်မရွေးပြန်လည်ဖြစ်လာနိုင်တဲ့အခြေအနေတွေလည်းရှိနေတဲ့အကြောင်းစီရဲပြန်စင်ထားရတယ်လို့ပူထောင်စွမ်းမွန်ကပြောပါတယ်။ ိုက်ပွဲဖြစ်လာရင်တော့အဂျီလာကနှစ်ဖက်တိုက်ပွဲတွေထက်ပိုမိုပြင်းထန်နိုင်တယ်လို့၎င်းကဆိုပါတယ်ဆိုမီတော်လှန်ရေးတပ်စစ်တပ်ရေး EC ဟာတွန်းစာမြို့ကိုတိုင်းနိုင်ရေးအတွက်အပြေလာကနှစ်ကြိမ်လာရောက်တိုက်ခိုက်တဲ့အခါမှာတွေ့တုံးရဖက်ကနေထိုးစစ်စင်တိုက်ခိုက်ခြင်းဖြစ်ပြီးချင်းဘူပေါင်းတပ်မှပြန်လည်တိုက်ခိုက်ရမှာရရွာနဲ့ရွာသူရွာသားတွေထိခိုက်ပျက်စီးနိုင်မှုကြောင့်အခက်အခဲများစွာကြုံတွေ့ခဲ့ရတယ်လို့လည်းသိရပါတယ်။တွန်းစာမြို့နယ်ကောင်စီဥက္ကဋ္ဌက တီသွုံးရောက်ကိုအမီအခုပြုတ်ပြီးတော့စစ်တာရဲတွေကလာတိုက်ကြတယ်အဲ့ဒါကြောင့်နှစ်ခါစလုံးကျွန်တော်တို့ကတင်တဲ့နဲ့လှမ်းပြမယ်ဆိုပြန်တော့လေပြည်သူတွေထိမှဆိုလို့မပြည့်ရဲဘူးဒရုန်းတွေလက်နဲ့ကြီးတွေနဲ့လည်းပုံချဲမယ်ဆိုရင်လည်းပြည်သူတွေထိမှဆိုလို့မလုပ်ရဲဘူးအဲ့ဒါကြောင့်စစ်တာရဲကသုံးဆောင်ကိုလိုက်တိုက်မယ်ဆိုပြီးတော့ခဏခဏပြောတဲ့အခါမှာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီတစ်ခါမှာတော့သူတို့မလာခင်မှာတီသွုံးရွာသားတွေကိုသုံးဆောင်မှာခဏရှောင်ခိုင်းမယ်ဆိုပြီးမှတီသွုံးရွာကကောင်စီဥက္ကဋ္ဌကိုပြောပြီးတော့ရွှေ့ခိုင်းထားတာဖြစ်တယ်လို့ ူကပြောပါရီပြီးခဲ့တဲ့2024ခုနှစ်မေလမှာချင်းပူပေါင်းတက်ကတွန်းဆောင်မြို့သိမ်းတိုက်ဝဲဖော်ဆောင်ရာသွေသွမ်းရွာဖက်ကနေထိုးဆစင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသွေသွမ်းရွာဟာစစ်ရေးဖော်ဆောင်ရာမှာအရေးပါတဲ့နေရာ အရေးပါတဲ့ရွာဖြစ်ကြောင်းသိရပါရီသွေသွမ်းရွာသူရွာသားတွေကို ခနရှောင်ခိုင်းရခြင်းနဲ့ပတ်သက်ပြီးပြည်သူထိခိုက်မှုမရှိစေဖို့ဆောင်ရွက်ရခြင်းဖြစ်ပြီးအထင်မလွဲမှားဖို့မြစ်တာရက်ခံလိုတယ်လို့လည်းဥက္ကဋ္ဌပူထောင်ဆွမ်းမုံကပြောပါရီ ချင်းတော်လှန်ရေးတပ်ဖွဲ့ကတွန်းဆောင်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မြို့အနီးအနားမှာရှိတဲ့တည်သွွံ့ရွာကိုမြို့ရဲ့ရက်ွက်ချောက်အဖြစ်သတ်မှတ်ခဲ့ကြောင်းသိရပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်